စု80နှစ်ငလင်းတဘာဝဘေးငလင်းစကိုင်းပြင်းထန်ရိုင်းလို့အိမ်တိုင်းပြူသောနေပြည်တော်နေတို့အမေသည်အခြေပေတို့ရှိသည်။အမေစုသာစီမံအုပ်ချုပ်ခွင့်ရပါကအခုငလင်းဘေးကိုကောင်းကောင်းကယ်တင်သွားနိုင်လိမ့်မယ်လို့ပြောဆိုသည်နေကြားလာနေရပါတယ်။အမေစုကလည်းချီးမွမ်းရလောက်အောင်ပဲကိုဗစ်19ရောဂါကြီးကူးစက်ဖြစ်ပွားခြင်းကအစိုးရခေါင်းဆောင်အနေနဲ့လုတ်ပြခဲ့တာ။ မြန်မာပြည်သူပြည်သားတွေတတိယနေကြအောင်မှာပါ ကိုဗစ်ရောဂါသတင်းတွေကိုအင်အေဒီဆိုရကမှန်မှန်မြန်မြန်ထုတ်ပြန်ခဲ့တယ်အကူအညီတွေကိုအစွမ်းကုန်ပေးခဲ့တယ်ဒါကအားလုံးတည်ပြီးသားအခုအာနာသိန်းရှိကောင်စီမအားလာနဲ့အမေစုကပြောင်းပြန်အမေစုကတဘာဝဘေးကယ်ဖို့ရဟတ်ရင်ဝယ်ခဲ့တယ်ပြည်သူကိုကူဖို့ပါမအားလာကတော့ရဟတ်ရင်ဝယ်ခဲ့စဉ်ကလက်စားတယ်ဆိုပြီးအမေစုကို ထောင်နှစ်ရှည်ချတယ် အခုတဘာဝဘေးလဲဖြစ်ရောငလျင်ဒုက္ခသည်တွေကိုအဲ့ဒီယဟယင်နဲ့မကယ်တင်ဘူးဒါပေမဲ့အဲ့ဒီယဟယင်ကိုတုံးပြီးတော့ပြည်သူကိုတော့လိုက်လံပစ်ခတ်တပ်ဖြတ်နေပါတယ်ပြောင်းပြန်ပါတကယ်ဆိုရင်ကာယောဂဘေးကာလတွေမှာနိုင်ငံအုပ်ချုပ်သူတွေဟာသတင်းမှန်တွေကို နောက်မကျစီပဲထုတ်ပြန်ပေးရမယ် NLD အမေစုလက်ထက်မှာဆို ပုံမှန်သတင်းစာရှင်းလင်းပွဲလုပ်ပြီးထုတ်ပြန်ပေးတယ် ပြောခွင့်ရသူတွေကလည်းဖုံးဆက်မေးတိုင်းဖြေတယ်အမေစုကိုယ်တိုင်လည်း Facebook စာမျက်နှာဖွင့်ပြီးပုံမှန်ရေးသားတယ်ပြောတယ်ပြန်ဖြေတယ်ဒီတော့ပြည်သူတွေရှင်းရှင်းလင်းလင်းသိကြတယ်ပွင့်လင်းမှုကြီးစွာဒီတော့သဘာဝဘေးလိုအပ်ချက်တွေကိုမီဒီယာကတစ်ဆင့်သိရှိပြီးနိုင်ငံတကာကလာလှူကြပြီပေါ့ဒီတော့အမေစုလက်ထက် COVID-19 ကပ်ဘေးကြီးမှာအသေးအပြောက်တွေနည်းခဲ့တယ် ာနာသိန်းစစ်ကောင်စီလက်ထက်မှာတော့သတင်းစာရှင်းလင်းပွဲမလုပ်တာဘလောက်ကြားပြီးလဲတော့မှတ်မှတ်မိတော့ပါဘူးပြောခွင့်ရသူတွေဖုံးဆက်မေးတိုင်းလဲဖုံးမကင်ပါဘူးဖုံးကင်ရင်လဲမတည်ဘူးမဆိုင်ဘူးအစည်းအဝေးတွေရောက်နေပြီဆိုပြီးမပြေပါဘူးသတင်းတော့ဒီကိုလဲဖမ်းထားတယ်သတင်းတော့ဒီကိုလဲချင်းချောက်နေတယ်စောင့်ကြည့်နေတယ်နိုင်ငံတကာသတင်းတော့ဒီကိုတော့အဝင်မခံဘူးလွတ်လပ်တဲ့သတင်းမီဒီယာမရှိသတင်းမှန်နေမရတော့ကူမဲ့သူတွေကလည်း ဘာမှမသိရတော့ဘူးပေါ့မသေးသေးပဲသိကြရတာဒီငလျင်ကပ်ပြီးမှဖြစ်နေရပြီပေါ့ငလျင်တင့်ပြီးရှင်ကြံသူတွေမှလည်းအကူအညီတွေမရရှိကြတော့ဘူးပေါ့အမေစုသာစီမံအုပ်ချုပ်권ရပါကအခုငလျင်ဘေးကိုကောင်းကောင်းကယ်တင်သွားနိုင်လိမ့်မယ်လို့ပြောဆိုတဲ့နေကြားနေရတာပါအမေစုကငလျင်ကယ်ဆယ်ရေးကိုလုတ်ခွင့်ရဖို့နေနေတာအမေစုတော့ ဘယ်နာထားမှမသိလက်ကျိုးတယ်တဲ့မဟုတ်ပြန်ဘူးတဲ့စန္နာမင်းတို့ကဒေါ်စုကိုသွားတွေ့ပြီးပါတီမှတ်ပုံတင်ခွင့်သွားတောင်းတယ်တဲ့ဟုတ်လားမဟုတ်လားမသေးကြမအားလားကတရုတ်သတင်းဌာနကိုဒေါ်စုကျမ်းမာရေးကောင်းချောင်းပြောတဲ့မကြခင်ရုံးထုံမဲတဲ့ဘာမှရှင်းရှင်းလင်းလင်းမရှိဘူးဗယံမရာတက်တက်ပဲတကယ်ငလင်ကယ်ဆယ်ရေးကအမေစုလိုနားလေသူကလို့ရမှာကိုဘေနာထားမှန်းတော်မသိ မပြောတော့ရှင်းနေနဲ့တောင်တွေးခွင့်မပေးတော့ဘာမှအကျိုးမရှိကြဘူးပေါ့ပရိဒအဖွဲတွေကိုလည်းလွတ်လပ်ခွင့်မပေး ပိတ်ပင်နေတော့ကိုယ်လည်းမလုံနိုင် လုံနိုင်သူတွေကိုလည်းခွင့်မပြုအားမပေး မထောက်ပံ့တော့ငလင်းကဲကြဲရေးအောင်မြင်ရေးကမျောလီလီဝေးလီလီဖြစ်နေရတာမဆန်းပါဘူးအမေစုမြမငလင်းဘေးအတွက်ပြင်ဆင်ထားခဲ့တယ်မြမနိုင်ငံမှာနှစ်ပေါင်းများစွာအတွင်း အဆိုးဝါးဆုံးဖြစ်တဲ့ငလျင်ဘေးဒဏ်ကိုကြုံတွေ့ခံစားခဲ့ကြရတဲ့အာဏာသိမ်းမြန်မာစစ်တပ်ဟာတဘာဝဘေးရန်ပုံငွေတွေကို ထုတ်ယူတုံးဆွဲခဲ့တာကြောင့်ငလျင်ဘေးကိုတကယ်ကြုံတွေ့ရချိန်မှာအရေးပေါ်ကယ်ဆယ်ရေးရန်ပုံငွေတွေ ရှိမနေတော့ဘူးပေါ့2015ခုနှစ်ကနေ2020ခုနှစ်အထိအစိုးရဖြစ်တာဝန်ယူခဲ့တဲ့ဒေါ်ဆန်းစုကြည် NLD လက်ထက်မှာမြန်မာနိုင်ငံရဲ့ဘေးအန္တရာယ်မျိုးမျိုးကိုတုံ့ပြန်ဆောင်ရွက်နိုင်ဖို့နဲ့ ထိခိုက်ဆုံးရှုံးမှုဖြစ်နိုင်ခြေလျှော့ချရေးအတွက်စီမံချက်များစွာကို ရေးဆွဲခဲ့ပြီးအရေးပေါ်ရန်ပုံငွေတွေလည်းထားရစ်ခဲ့တယ်။မြင်းငလျင်စတဲ့သဘာဝဘေးအန္တရာယ်ကြုံတွေ့ရခြင်းမှာ ရေးပေါ်ကူညီကြတဲ့ရေးတွေလှုပ်ဆောင်မှုရဟယင်ငားရမ်းခဲ့တဲ့ဒေါအောင်ဆန်းစုကြည်ကို အာဏာသိမ်းမြန်မာစစ်တပ်ကအာဂရီပုံမှန်နဲ့အမှုဖွင့်လှစ်ခဲ့ပါသေးတယ်။အမေစုကဘေးအန္တရာယ်ရင်ဆိုင် တုံ့ပြန်နိုင်စွာ တိဆောက်ချင်းသည်ရွေးချယ်စရာတစ်ခုအနေဖြင့်လှုပ်ဆောင်ရမည့်ကိစ္စမဟုတ်ဘဲမဖြစ်မနေလှုပ်ဆောင်ရမည့်လုပ်ငန်းတစ်ခုဖြစ်ပါသည်အတိတ်ကာလတွင်ကြုံတွေ့ခဲ့ရသည့်ဘေးအန္တရာယ်များသည်ခက်ခက်ခဲခဲကြိုးပမ်းတိဆောက်ထားရသော ဖွံ့ဖြိုးတိုးတက်မှုများပေါ်တွင် ကြီးမားများပြားသည့်ထိခိုက်နစ်နာဆုံးရှုံးမှုများဖြစ်ပွားစေနိုင်ကြောင်းကို အထင်းသာပြလျက်ရှိပါသည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့်မြန်မာနိုင်ငံဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြင်းလျှော့ချရေးလုပ်ငန်းစီမံချက်2019ကိုရေးဆွဲ၍ကျမတို့နိုင်ငံကိုဘေးအန္တရာယ်မျိုးမျိုးမှရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိအောင်ဆောင်ရွက်ရာတွင်လက်တွေ့လျှောက်လှမ်းရမည်လမ်းကြောင်းကိုဖော်ဆောင်ပေးနိုင်ခဲ့သည့်အတွက်လည်းများစွာဝမ်းမြောက်ဂုဏ်ယူမိပါသည် ကျမတို့နိုင်ငံဤပင်မကြောရိုးသည်ကျမတို့ပြည်သူများဖြစ်သည့်အတွက် ဤစီမံချက်အကောင့်ထဲဖော်ရတွင်လဲပြည်သူများ၏အရေးပါသည့်အခန်းကဏ္ဍကို အထူးတလဲပင်ဖော်ညွှန်းနေရန် လိုအပ်မည်မထင်ပါကျမတို့မြန်မာနိုင်ငံကိုဘေးအန္တရာယ်များမှအမှန်တကယ်ရင်ဆိုင် တုံ့ပြန်နိုင်စွမ်းရှိလာရေးအတွက်မြို့သားတဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဖြင့်အားလုံးအတူတကွလက်တွဲပူးပေါင်းဆောင်ရွက်ပေးကြပါယံတိုက်တွန်းမှာကြားအပ်ပါသည်လို့ မြန်မာနိုင်ငံဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြင်းရှော့ချရေးလုပ်ငန်းစီမံချက်2019ရဲ့ဥရောပစင်မှာရေးသားခဲ့ပါတယ်ဒီစာကိုကြည့်တာနဲ့ငလျင်အတွက်ဘလောက်ပြင်ဆင်ထားခဲ့တယ်ဆိုတာသိသားပါတယ်ဒါတွေကိုဖျက်ပစ်ခဲ့လို့ဒီနေ့ငလျင်ကယ်ဆယ်ရေးမှာအုတ်တဲသူပြားသေးတာတွေလောက်သာ လုံနေကြတာလို့မြင်ပါတယ်အမေစုလက်နဲ့ရေးခဲ့တာကိုမဟာလာစစ်ကောင်စီကခြေနဲ့ ဖျက်ခဲ့တာပါစစ်တပ်ကအာဏာသိမ်းတဲ့နေ့မှာပြည်တွင်းပြည်ပကအလူရှင်တွေလှူထားတဲ့သဘာဝဘေးရမုံငွေတွေဟာမြန်မာကျပ်ငွေဘီလီယံ440ကျန်ရှိခဲ့ပါတယ်အခုတကယ်တမ်းငလျင်သဘာဝဘေးကျုံတဲ့အခါလူလူကိုအချိန်မီမကယ်တင်နိုင်မဲစစ်သုံးစိတ်တွေဝင်ပြီးနေတဲ့စစ်ကောင်စီအနေနဲ့နိုင်ငံတကာကူညီတွေချက်ချင်း တောင်းရလောက်တဲ့အထိမွဲသွားပြီလားအာဏာမသိမ်းလို့အမေစုသာဆက်လက်အုပ်ချုပ်နေရင် အခုအဖြစ်ဆိုးမျိုးတွေကနေတက်တာနိုင်ပါတယ်။ NLD အစိုးရစတင်တာဝန်ယူတဲ့2016-2019ဘဏ္ဍာနှစ်ကစပြီးပြည်သူ့ဘဏ္ဍာရန်ပုံငွေကနေတဘာဝပေးကယ်ဆယ်ရေးအတွက်နှစ်စဉ်ကျပ်ဘီလီယံ20ကို ခွဲဝေပေးခဲ့တာပါ။2020ခုနှစ်မှာနိုင်ငံတော်ရဲ့အရန်ရန်ပုံငွေကနေကျပ်ဘီလီယံ1000ကိုတဘာဝပေးရန်ပုံငွေဖြစ်လွှဲပြောင်းပေးခဲ့တာပါ။ဒါ့အပြင် ။ NLD လက်ထက်ကအခုလိုငလျင်စတဲ့သဘာဝဘေးတွေနဲ့တွေ့ရင်အသုံးပြုဖို့ရဟယေတစည်းဝယ်ခဲ့ပါတယ်။အဲ့ဒီရဟယေနဲ့ပတ်သက်ပြီးအမေစုနဲ့သမရဦးဝင်းမြင့်တို့ကို ထောင်ချထားပါတယ်။ NLD ဆိုရလက်ထက်ကသမရစီးနှင်းမှုတီးတဲ့ရဟယေမရှိပါ။ငလျင်လိုမျိုးသဘာဝဘေးကယ်ဆယ်ရေးအရေးပေါ်သွားစရာရှိလာရင်စစ်တပ်စီကစာရံပီဒရန်နဲ့တောင်းရပါတယ်။စစ်တပ်ကအကြောင်းမျိုးမျိုးပြပြီးငင်းပယ်တာတွေကိုလည်းကြုံခဲ့ရတာပါ။ မဖြစ်မနေပေးတဲ့အခါမှာလည်းရဟယင်သုံးဆွဲကုန်ကြစီကို ပြန်တောင်းယူပါတယ်။ဒါကြောင့်မေစုအနေနဲ့ပြည်တွင်းပြည်ပကတဘာဝဘေးအသုံးပြုဖို့အလူရှင်တွေကထဲဝင်ထားတဲ့ငွေတွေနဲ့တဘာဝဘေးအသုံးပြုရေးရဟယင်ဝယ်ခဲ့ရတာပါ။ဒါကိုစစ်ကောင်စီကရဟယင်ဝယ်တာဗန္နာယီစီမင်းနေနဲ့မညီဘူးဆိုပြီးအရေးယူခဲ့ပါတယ်။အမေစုကတဘာဝဘေးကယ်ဖို့ရဟယင်ဝယ်ခဲ့တယ်။ တကယ်တမ်းလက်တွေ့မှာမေစုအနေနဲ့တဘာဝဘေးကယ်ဆယ်ဖို့အတွက်ရဟယင်ဝယ်ယူနေရမှာဗန္နာယေးစီမင်းစီကန်းနဲ့ညီဝယ်ခဲ့တာပါအဲ့ဒီအချိန်ကအမျိုးသားအဆင့်တဘာဝဘေးအနေဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌအဖြစ်ဒုသပရဦးဟင်နရီဘန်ထီယူကတာဝန်ယူခဲ့တာဖြစ်ပါတယ်ဦးဟင်နရီဘန်ထီယူအနေနဲ့ရဟယင်ဝယ်ဖို့အစိုးရအဖွဲ့ကိုအစည်းအဝေးမှာတင်ပြပြီးအစိုးရအဖွဲ့ရဲ့သဘောတူညီချက်နဲ့ဝယ်ခဲ့တာပါ ယဟယဝေယာမှာလည်းတင်တာစနစ်ကိုကျင့်သုံးခဲ့ပြီးကုမ္ပဏီ၃ခုကတင်တာဝင်ပြိုင်ခဲ့တာပါတင်တာဝယ်ယူတဲ့ကုမ္ပဏီက ကာကွယ်ရေးဦးစီးချုပ်ဟောင်းဗိုလ်ချုပ်ကြီးသူရကျော်ထင်ရဲ့မြေးဖြစ်သူဦးလင်းထင်ဦးဆောင်တဲ့ကုမ္ပဏီကတင်တာအောင်ပြီးယဟယဝေယူပေးခဲ့တာပါယဟယဝေယူခွင့်ရတဲ့ဦးလင်းထင်ကိုတိုင် တရားရုံးမှာလာပြီးအမှန်တည်းထွက်ဆိုပေးခဲ့တယ်လို့ဦးဟင်နရီဘန်တီယူကိုတိုင်လည်း တရားရုံးမှလာပြီးအစိုးရအဖွဲ့သဘောတူညီချက်နဲ့ဝေယူခဲ့ကြောင်းထွက်ဆိုပေးခဲ့ပါတယ်။ဒါပေမဲ့လည်းစစ်ကောင်စီလက်အောက်ခံတရားသူကြီးဦးမြင့်စန်းကရဟယင်ဝေဒါမှာအဂရိမှုမြောက်တယ်ဆိုပြီးအမေစုနဲ့သမ္မတကိုထောင်းတန်းနေချမှတ်ခဲ့တာပါ။တဘာဝဘေးရမုံငွေကိုအလွဲသုံးတဲ့သူက မအားလဖြစ်တယ်။တကယ်တမ်းစီမင်းစည်းကမ်းနဲ့မညီပဲ တဘာဝဘေးအန်ဒရယ်ရမုံငွေတွေကိုသုံးဆွဲခဲ့သူကတော့အာနာသိန်းစစ်ကောင်စီခေါင်းဆောင် ကိုတိုင်ပဲဖြစ်ပါတယ်။ပြည်နယ်နဲ့တိုင်းဝန်ကြီးချုပ်တွေကိုနေပြည်တော်ခေါ်ပြီးစိုက်ပျိုးရေးလုပ်ငန်းတွေလှုပ်ဆောင်ဖို့ဆိုပြီးတဘာဝဘေးရမုံငွေတွေကကျပ်ဘီလီယံ390ကိုစစ်ကောင်စီခေါင်းဆောင်ကပေးလိုက်တာပါ။ဒါ့အပြင်ကျန်တဲ့ဘီလီယံ90တွေက30ကို စီတွက်တီးနှံနေစိုက်ပျိုးဖို့ဆိုပြီးအသေးစားအလက်စားကုမ္ပဏီတွေကို ထုတ်ချေးခဲ့တာပါ။ စီဘိုကျုပ်တီငွေပေးခြင်းသူတို့အိတ်ထဲကိုတဝက်ပြန်ရောက်နေတတ်တယ်ဆိုတဲ့စကားလည်းရှိနေတာပါဒီတော့တဝါဝါပေးသုံးငွေတဲကတဝက်လောက်ဟာစီဘိုကျုပ်တီလက်ထဲပြန်ရောက်ကုန်ပါလိမ့်မယ်တကယ်တမ်းတဝါဝါပေးကြုံရတဲ့အခါလူလူကို မကယ်နိုင်တော့ပဲစစ်သုံးစီတွေနဲ့ဝင်ပြနေတဲ့စစ်ကောင်စီဟာအခုလိုငလင်းပေးကြုံတွေ့လာချိန်မှာကိုယ့်လက်ထဲအရေးပေါ်ငွေမရှိတော့ပဲနိုင်ငံတကာကိုအကူအညီတွေပြ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  တောင်းရတော့တာပါအမေစုစီမံထားတဲ့အတိုင်းတဘာဝဘေးရံမုံငွေကိုစိုက်ပျိုးရေးဘက်ကိုလွှဲမပေးထားဘူးဆိုရင်အခုငလျင်ကြဲကြဲရေးမှာ ပိုထိရောက်နိုင်ပါတယ်တကယ်တော့80ပြည့်အမေစုတူးဒီတာမဟုတ်ပါအမေစုနဲ့တကွဤပညာလက်တွေ့ပညာတွေကျွမ်းကျင်တက်မြောက်အတွေ့အကြုံရှိကြသူတွေအများကြီးကို ထောင်လေးထည့်ထားတော့ငလျင်ကြဲကြဲရေးပါဝင်နိုင်ငံတိဆောက်ရေးဟာအလုံးမဖြစ်တော့ပါ အလားတူပဲပညာရှင်တွေဟာလေးနှစ်အတွင်းမှာပြီးပထွက်ကုန်ပါလေတော်ခိုးကုန်ပါလေမြေအောက်ရောက်ကုန်ကြပါပြီ နောက်ဆက်တွဲရလက်ကငလျင်သဘာဝပေးကေဇေရေးပါဝင်တိုင်းပြည်ရဲ့လုပ်ငန်းတွေနှောက်နှေးသွားတော်တာပါစုကိုလွတ်ပညာရှင်တွေကိုလွတ်ပြီးပတော်တွင်တွေကပြန်ခေါ်မြေအောက်ကမြေပေါ်ကိုပေါ်ပြီးငလျင်ကေလာပါဝင်ကောင်းကျိုးတွေပြန်လုတ်ကြဖို့ကိုမဟာလစစ်ကောင်စီက ဘယ်တော့မှမလုပ်ပါငလျေဒုက္ခစေတွေဘာပဲဖြစ်ဖြစ်စစ်တပ်အုပ်စုအာဏာတည်မြဲရေးသာလောက်ကြမှာဖြစ်ပါတယ်ဒါကြောင့်ဆုလွတ်နိုင်ခြင်းလို့ဆိုတာတောင်းဆိုနေလို့မရတပီလုံးစူးစီးပြီးစစ်အာဏာရှင်ကိုတိုက်ထုတ်ပြီးမှသာငလျေနဲ့သဘောဝအရေးပါဝင် ကိစ္စအလုံးလှုပ်ဆောင်နိုင်ဖို့လမ်းပွင့်တော့မှာ